မန္တလေးမြို့မှာကထိန်ရသီတော်အတွက်နေရာဆုံးဒေသဆောင်ကကြိုတင်ပြင်ဆင်တာတွေကိုစုစည်းပြီးတော့တာယာကသတင်းပေးပို့ထားတာလည်းရှုစားနိုင်ပါပြီရှင်။သတင်းချုပ်ပြီးဆိုတာနဲ့ကထိန်ပွဲတော်ကိုအစီကားဆုံးနဲ့ရုပ်လက်အမျက်မရေပါဝင်နိုင်ဖို့နေရာတစ်ခုမှာလူတအုပ်မကြံစုပေါင်းလူတန်းနဲ့မန္တလေးမြို့ကကထိန်ပွဲတော်ကိုနေရာဒေသဆောင်ပြင်ဆင်ကြပါတယ်။တပြည်လုံးမှာလည်းတန်ခါအများဆုံးပါပဲ။တန်ခါအားလုံးဒီမစိုးရိမ်စာသင်ကိုက်တိကြီးကတန်ခါ တန်ငါအားလုံး2500နဲ့89ပါတီနဲ့တရင်သုံးနေเนาะတရင်သုံးတဲ့အကြောင်းကြီးမှာလေးလေးတို့ဒီခင်းချင်းမှုရာပြင်ဆင်ထားတယ်ရှောက်လေးရှောက်ပြီးမန္တလေးမြို့မှာ88အရေးကြီးမှတာကထိန်အလူမပြတ်ခဲ့တဲ့ပွဲစားကုန်သင်ဆက်ပိုင်များမဟာကထိန်တော်အသင်းကလည်းဒီနှစ်မှာ82ကျင်းမြောက်တိုင်အောင်တက်တန်းအရှိဆုံးကထိန်တော်အသင်းကြီးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ဒီနှစ်မှာမပြတ်တဲ့ရွေးချက်ကတော့ကျွန်တော်တို့ကစလာကြရဒီကျွန်တော်တို့အသင်းပေါ့လေ တင်းဝင်ပြီဆိုတာနဲ့တပိုင်နဲ့နှစ်စင်ကြီးကောက်ပါလေနှစ်စင်ကြီးနဲ့ပတ်သက်ပြီးတော့ဒီခါလေးဒီကထိန်ကြီးပါတခါလေးကောက်ပါလေအဲ့ဒါအပြင်ဒီကထိန်နီးလာတဲ့အခါမှာကထိန်ကြီးကောက်တဲ့အခါမှာသီးသန့်လှူတဲ့ဒူတွေကလည်းအများကြီးရှိပါလေ၃000 5000တသိန်းကျော်လေလဲဆို9000တသောင်းပေါ့အဲ့လိုဟာလည်းစူပေါင်းပြီးဖြူရပါလေစူပေါင်းလူကဒီအင်းကြီးရဲ့နာမည်ဟိုကပွဲစားကုန်တဲ့စက်ပါညာမှာဟာကထိန်တော့အတင်းဖြစ်ပါလေကထိန်ကိုပဲအဓိကထားလှူပါလေ မန္တလေးမြို့မှာကထင်ရာတီကြီးမတဲ့အခါစတုဒေတာချင်းမွေတာအက်ခံဖြော်ပြပွဲတွေပါပြုလုပ်ကြပါတယ်လူတိုင်းပါဝင်နိုင်အောင်လူတန်းမှုတွေကိုလည်းတီးခြားပြင်ဆင်ပေးတာတွေရှိပါတယ်ဈေးကထင်ကတောင်မိုးလာတန်း6ရက်နေ့ဆိုရင်ဒီဈေးရဲ့အရှိပဲပေါ့နော်74လမ်းပေါ်မှာမနဲ့ထိုးပြီးတော့အဲ့မှာတခါတည်းလာသမယပိဋကကိုမွေးငါးနဲ့အက်ခံကျူးပေးပါမယ်အားလုံးလာသမယပိဋကကိုကျူးပါပါနော်တစ်ဖက်ကလည်းမြို့မတီးဝိုင်းနဲ့အက်ခံဖြော်ပြပါပါဒီနေ့ခါ ဟိုဆယ်ချိန်မြောက်ဆိုထူးခြားခြားပေါ့နော်မွေးငါးတွေလည်းနှစ်တိုင်းကထက်ပို့ပြီးတော့ချက်ပြုတ်ထားပါတယ်လို့အားလုံးသူအယုတ်လက်အမြန်မွေးလာရောက်သုံးဆောင်နေပါတယ်လို့နော်ကထိန်အတင်းတူတန်းနာနဲ့ကထိန်ပွဲတော်ကိုမန္တလေးဒေသခံအများစုဟာမန္တလေးမြို့ရင်းကစာတင်တန်ခါကြောင်းလိုက်နဲ့သခိုင်းတောင်ရိုးတွေကိုတွားရလူတန်းခဲ့တာအများဆုံးဖြစ်ပါတယ်။ကျမကတာယာပါရှင်။